မင်္ဂလာပါခင်ဗျာဆာရည်သူဆရာဝင်းဖေရေးသားတော်ငယ်တငယ်ချင်းလို့အမည်ရတဲ့ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာငယ်တငယ်ချင်းမင်းညားကစိတ်ကူးကြောင့်ကြော်ထွန်းခေါင်းငုံလျှောက်ရင် တွေးလာတယ်ရဲစရာတစ်ခုလည်းတွေးမိသေးတယ်ခေါင်းငုံလျှောက်လာတဲ့အတွေ့တစ်ခုခုကြောက်ရနိုင်တယ်လို့မင်းညားကစိတ်ကူးဆိုလို့စမ်းစမ်းပြပြတော့မဟုတ်ပါဘူးသူ့အလုံးနေပြောင်းမှုအကြောင်းရှိလာလို့ပါ ဒီတခါကံကြီးကုန်းဘက်ပြောင်းရရင်အဲ့ဒီမှာရင်ရင်များရှိတယ်။သူငငယ်ကကြိုက်ခဲ့ဘူးတဲ့။ကြီးကြီးကျယ်ကျယ်ဆွဲဆွဲလန်းလန်းကြီးတော့မဟုတ်ပါဘူး။ဒါပေမဲ့ကြိုက်ခဲ့ဘူးတဲ့။ရင်ရင်များစီးတဲ့စပိန်နဲ့လည်းအတိုက်ခံရဘူးတဲ့။သူကအတိုက်ခံရပေမဲ့ရင်ရင်များကဒူးကွဲသွားတယ်။ငိုတယ်။သူ့ကိုစိတ်ဆိုးတယ်။ကြော်ထုံးကတောင်းပန်ရတယ်။ ရင်ရင်များကတူတူတူလှမ်းကြည့်လိုက်တော့ကြော်ထုံးနဲ့စွန့်ရည်တစည်းထိုင်ကြည့်နေမိတယ်။ရင်ရင်များကချက်ပြီးသူ့ကိုတွန်းလဲပြည့်ရင်ကျိန်ဆဲပြန်တယ်။နောက်အိမ်လဲအတိုင်ခံရတယ်။ဘယ်တော့အဖြစ်ဆိုးခဲ့ရသလဲ။အဲ့ဒါနဲ့မပြီးသေးဘူးနော်။နောက်ထပ်လဲအိမ်လာအတိုင်ခံရသေးတယ်။ရင်ရင်များဒူးကောင်းကိုမြင်ဘူးပါတယ်လို့ကြော်ထုံးကလျှောက်ပြောတယ်ဆိုပြီးလာတိုင်တာပဲ။အဲ့ဒါကိုတော့ကြော်ထုံးဝမ်းအနေဆုံးပဲ။ ရင်ရင်မြဒူးကောင်းကိုသူအနီးကပ်မြင်ဖို့တာမှန်တယ်လေ။ဒါပေမဲ့သူဘသူ့ကိုမှမပြောပြပါဘူး။ဘာလို့လဲဆိုတော့ရှင်းနေတာပဲ။ရင်ရင်မြကိုသူကကြိုက်နေတာပဲ။ရင်ရင်မြအချက်တကွဲအကျိုးနဲ့ဖြစ်အောင်သူကဘာလို့ပြောရမလဲ။ဒီကိစ္စကသူအလွန်မြန်လို့တန်ဖိုးထားတဲ့ကိစ္စပါ။ရင်ရင်မြဒူးကောင်းကိုမြင်ဘူးယုံပဲကမလဲ။အမှတ်တမှန်ရုတ်တရက်လက်နဲ့ကင်တောင်ကန်ကြည့်လိုက်သေးတာပဲ။ ဒါကလည်းအခွင့်အရေးယူတာမဟုတ်ပါဘူး။ရည်ရွယ်ချက်လည်းမရှိပါဘူး။ရုတ်တရက်ရှေးမကင်မိလက်မကင်မိဘာလို့တို့ဘာလို့ရမှန်းမသိဆိုတဲ့သဘာဝမျိုးပဲလေ။ဒါပေမဲ့ရှက်ရှင်းဆိုသလိုပဲရင်ရင်မြကတွန့်ပြစ်လိုက်ပြီးကျိန်ဆဲခံခဲ့ရတာပါ။ဒါပဲဖြစ်ဖြစ်ရင်ရင်မြကိုစိတ်ဝင်စားမိတဲ့ကြော်ထုံးအဖို့မှာတော့မမေ့နိုင်တဲ့ကိစ္စပါ။ခဏခဏပြန်ပြန်တွေးမိတဲ့အဖြစ်အပျက်ကလေးပါ။ဒါပေမဲ့အဲ့ဒီနေ့ကစပြီးရင်ရင်မြဟာကြော်ထုံးကို ရှက်ရုံမုံဆိုတာလို့ဖြစ်သွားခဲ့တယ်လို့ပြောကြတယ်။အဲနေအောင်ကြော်ထွန်းကရင်ရမြရဲ့ဒူးကောင်းကိုမြင်ဘူးပါလေလို့ရှောက်ကြွားနေတယ်ဆိုတာနဲ့ပတ်သက်လို့ကဒါကတရားအဲ့ဒါကမီတူးလက်ချက်မီတူးဆိုတာကကြော်ထွန်းကိုမုံနေတာဘယ်တော့ဆန်းတယ်လဲဆိုတာပြောပြအောင်မယ်။အမှန်ကမီတူးကကြော်ထွန်းကိုကြိုက်တာကြော်ထွန်းက သူ့ကိုမကြိုက်ဘူးစိတ်မဝင်စားဘူး ဒါကြောင့်မီတိုးကကြော်ထုံးကိုမုံနေတာအဲအဲသူ့လက်ချက်လေးရင်ရင်မြကိုတွားပြောတာလဲသူပဲကြော်ထုံးကရင်ရင်မြဒူးကောင်းကိုမြင်ဘူးပါလေလို့ရှောက်ကြွားနေတဲ့လေဒီတော့ရင်ရင်မြဆိုတာကလည်းရှစ်တန်းចောင်းသူလေးမဟုတ်လားဘာချေချေဝေးဝေးစဉ်းစားနေတတ်တော့မှလဲကြော်ထုံးအိမ်တက်တိုင်တော့တာပေါ့တိုင်နာမငိုကြီးချက်မနဲ့တိုင်နာကြော်ထုံးအဘေကိုဘကြောဆိုတာကရက်သေးပါတဲ့မှာတိတ်ခါတမာတိနဲ့နေတာ ဩဇာတိတ်ကမှလည်းရှိတယ်။ဒီတော့ကိုသားကခုလို အောက်တန်းကြတဲ့စကားမျိုးပြောတယ်ပါတယ်ကြားရတော့ဘာမပြောညာမပြောနဲ့အနာမှာရှိတဲ့ကြော်ထုံးကိုနရင်တိထက်လိုက်တာစေးတိုက်မှာရှောက်ချက်ချုပ်လိုက်ရတယ်လေရိုက်တာကတော်တော်ရဲ့ပါကြော်ထုံးကောင်းကလဲထွက်သွားပြီအိမ်တိုင်းနဲ့ပြစ်ရိုက်ပြီလို့နှထင်မှာကွဲသွားတယ်လေရင်ရင်များရှိမှရင်ကြော်ထုံးနှထင်ကသွေးတွေဖျားကနေထွက်ကြသွားတာ ရင်ရင်မြလည်းလက်អော်ပြီးအိမ်ပေါ်ကဆင်းပြေးတာပဲကျော်ထွန်းနေကောင်းလို့ကြောက်ပြန်တတ်တော့ရင်ရင်မြမရှိတော့ဘူးသူတို့မိသားစုအလုံးနဲ့နေပြောင်းရတော့တဲ့ကြောင်းထွက်သွားပြီကိစ္စမရှိပါဘူးကျော်ထွန်းကလည်းရင်ရင်မြကိုတော်တော်လေးလက်နေပါပြီဒီကြားထဲမှာမိတူးကအခွင့်ရေးယူပြီးကျော်ထွန်းနာကပ်ကိုကြိုးစားသေးတယ်ဒါပေမဲ့မရပါဘူးမိတူးရောက်တော့တဲ့ကိစ္စကိုကျော်ထွန်းကသိနေခဲ့တာပဲ အမှန်ကတော့ကြော်ထုံးဟာရင်ရင်မြကိုလန်သွားတာပါ။မေ့သွားတာလည်းမဟုတ်ပါဘူး။မုန်းသွားတာလည်းမဟုတ်ပါဘူး။နောက်ပြီးအမြဲတွေးနေလို့လည်းမဖြစ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူ့အတွက်မျောလင်းချက်မှမရှိတာပဲ။အခုဆိုပိုဝေးသွားပြီ။မြေဝကျုံးပေါ်ပဲပြောင်းသွားကြတာတဲ့။တခုတော့ရှိတယ်။ရင်ရင်မြမရှိတော့ပေမဲ့ကြော်ထုံးတငယ်ချင်းတွေကတော့ကြော်ထုံးကိုခဏခဏစကြတယ်။အဲ့ဒီတော့လေဘလို့လို့မေ့လို့ရမလဲ။ ပြီးတော့အဝေးရောက်နေကြတဲ့ရင်ရင်မြအကြောင်းရင်ရင်မြတင်းကလည်းသူ့စီကို ရောက်ရောက်လာတတ်တယ်လေတိုက်ဆိုင်မှုလို့ပဲပြောရမလားတင်းကတိတ်ပြက်လှတယ်မရှိဘူးကျော်ထွန်းမန္တလေးဆရာအတက်တင်ကောလိတ်တက်တော့ရင်ရင်မြကရန်ကုန်ကံဘက်ကဆရာအတက်တင်တိတ်ပံမှာဆိုပဲကဲကျော်ထွန်းကရင်ရင်မြကိုမမျှော်လင့်တော့တာတော့အမှန်ပါတယောက်နဲ့တယောက်ကတော့ကစားဖြစ်ခဲ့ပူကြတာလည်းရှိတယ် အနေကလည်းဝေးကြပြီဒီကြားထဲမှာလည်းဆယ်နှစ်ဆယ်မိုးတယောက်နဲ့တယောက်တစ်ခါမှမတွေ့ကြပြန်ဘူးလေဟဲစောစောကပြောသလိုရင်ရင်မြတ်ရဲ့တည်င်းကတော့ကြော်ထုံးစီ ရောက်ရောက်လာတယ်ဒါကလည်းကြော်ထုံးကို နောက်ချင်းပြောင်းချင်းကြလို့လေစေတနာကောင်းတဲ့မဟုတ်ကြပါဘူးတခုထူးခြားတာကကြော်ထုံးဟာမိမချောမိမလာတွေအလွန်ပေါ်တယ်မန္တလေးဆရာအတက်တင်တိတ်ပံမှာနေခဲ့ပေမဲ့ဘယ်အမျိုးသမီးကိုမှစိတ်ဝင်မစားခဲ့တဲ့ကိစ္စပဲ။ ဒီနောက်လည်းဒီလိုပါပဲကျောင်းဆရာလေးဖြစ်လာတော့လေမိမလမိမချောတွေတွေ့တာပါပဲနောက်ပြီးအမျိုးတွေစီကားတဆင်ဆက်ကြဟတ်ကြတာတွေလည်းရှိကြပါတယ်ကြော်ထွန်း30တာကြောလာတယ်ချိန်ရမဲ့သူမရှိခဲ့ပါဘူးဒီလိုဆိုတော့ရင်ရင်မြကို မျောလင့်နေလားလို့ဆိုပြန်တော့လေဒီလိုလည်းမဟုတ်ပြန်ဘူးသူ့ဟာသူသူ့ဘဝကတခါလန့်ပြီးမမေ့နိုင်အောင်ဖြစ်နေတဲ့သဘောပဲ။ ပြီးခဲ့တဲ့နှစ်ကတော့အတော်ရေစရာကောင်းတဲ့အဖြစ်နဲ့ကြုံရတယ်။ဒီလိုလေကြော်ထွန်းစည်းလာတဲ့စပိန်နဲ့တူနာပြုတ်ဆီယာမာကလေးတယောက်ကိုတိုက်မိတယ်။တူနာပြုတ်ဆီယာမာကလေးကဘာမှတိတ်မဖြစ်ပါဘူး။ကြော်ထွန်းကဒူးကွဲသွားတယ်လေ။အဲ့ဒီမှာတူနာပြုတ်ဆီယာမာလေးကကြော်ထွန်းရဲ့ဒူးကောင်ကိုအနီးကပ်စစ်စစ်ကြည့်ရှုရုံနဲ့မကဘူး။တန့်စင်အောင်စပရင်နဲ့တုတ်ပိုးသက်စေထက်ပလာစတာကပ်အကုန်လုံပေးသွားတာပဲ။ ီအချိန်မှာကြော်ထွန်းရင်ရင်မြကိုတိတ်သတိရမိတာပေါ့တူနာပြုတ်ဆီယမလေးကကြော်ထွန်းရဲ့ဒူးကောင်းကို အနီးကပ်မြင်ဘူးကြောင့်လဲခြောက်ကြွမနေပါဘူးကြော်ထွန်းကျညာဖမ်းမှန်တွေးပြီးတယောက်တည်းကြိတ်ပြုတ်မိသေးတယ်နောက်တစ်ခုပြောဦးမယ်ကြော်ထွန်းကရောအဲ့ဒီတူနာပြုတ်ဆီယမလေးကိုစိတ်ဝင်စားသွားရောလားဆိုတော့ဒီလိုလည်းမဟုတ်ပါဘူးတူနာပြုတ်ဆီယမလေးကတော်တော်ကိုချောပါဒါပေမဲ့ကြော်ထွန်းစိတ်ဝင်စားမိဘူး ဘယ်စိတ်ဝင်စားမလဲရင်ရင်မြအကြောင်းတွေးမိနေတာကိုထားပါထူတာကဘာလဲဆိုတော့ကျော်ထွန်းရဲ့ညီစိန်ထွန်းကအဲ့ဒီတူနာပြုတ်ဆရာမလေးကိုကျော်ထွန်းစပိန်နဲ့တိုက်မိတဲ့အကြောင်းကိုသိသွားတယ်စိန်ထွန်းကဒီတုန်းကမန္တလေးမှာဒေတန္တရကြားမှယူမှုလုပ်နေတာအဲ့ဒီမှာရင်ရင်မြကလည်းရှိတယ်စိန်ထွန်းကတကယ်လူရှုပ်ပဲသူ့အကိုတူနာပြုတ်ဆရာမလေးကိုစပိန်နဲ့ဝင်တိုက်မိတဲ့အကြောင်းသူဒူးကွဲသွားကြောင်း တူနာပြုတ်ဆီယာမလေးကကြော်ထွန်းရဲ့ဒူးကောင်းကို အနီးကပ်ကြည့်ရှုံရုံနဲ့မကပဲရဲရဲတင်းတင်းကင်တွယ်စစ်ထက်ပေးခဲ့ရတဲ့အကြောင်းဒါပေမဲ့ဆီယာမလေးဟာကြော်ထွန်းရဲ့ဒူးကောင်းကိုအနီးကပ်မြင်မှုပါလေလို့အရက်ထဲလည်ပြီးမကြွားကြောင်းရင်ရင်မြကိုတွားပြောတတယ်လေရင်ရင်မြဆိုတာကအရင်ကလိုရှစ်တန်းအကြောင်းသူလေးမဟုတ်တော့ဘူးလေစိန်ထုံးပြောပြတော့ခွတ်ထိုးခွတ်လန်ရေလိုက်တာတဲ့တလားလောက်နေတော့ကြော်ထွန်းစီကိုရင်ရင်မြကစာရေးလိုက်တယ်ဆိုပဲ စိန်ထွန်းပြောပြလို့သိရတဲ့အကြောင်းတွေကိုပဲပေါ့ကြော်ထွန်းကတော်တော်အံ့ဩသွားတယ်ရင်ရင်မြဟာသူ့ထင်တယ်လို့မဟုတ်ပါလားငငယ်ကအကြောင်းတွေကိုသူ့ထင်တယ်လို့စိတ်ဆိုးမှန်ဆိုမဟုတ်တော့ပါလားပေါ့သူ့စိတ်တွေအတော်တက်တာသွားတယ်တနေ့မဟုတ်တနေ့တနေ့ရရာရင်ရင်မြနဲ့တွေ့ရင်ရဲရဲမောမောရဲရဲတင်းတင်းဆက်ဆံနိုင်ပြီပဲနေအောင်ရင်ရင်မြစာထဲမှာပါတဲ့အကြောင်းအရာတချို့ကိုပြောပြအောင်မယ်ရင်ရင်မြဒူကောင်းကွက်ရတဲ့အဖြစ်က 1953-54မန္တလေးမှာလေဒီတုန်းကခေတ်ကတမျိုး အထူးသဖြင့်အညာဆိုတာက အချက်အကျောက်တိတ်ကြီးကြတာကျောင်းအာကသာပွဲတွေမှာမိန်းကလေးတွေဟာအပြေးပြိုင်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒူးပေါ်ပေါင်ပေါ်ဖြစ်အောင်ဘောင်းမီတို့ဝတ်တာတို့ဘာလို့မရှိဘူးလေမတော်တဆပေါင်ပေါ်ဒူးပေါ်ဖြစ်ရတယ်ဆိုရင် အလွန်ရှက်တက်ကြတာ1960ဝန်းကျင်ရောက်လာပြီးရင်ရမြရန်ကုန်ဆရာအတက်တင်တိတ်ပန်တက်တဲ့အချိန် ကျော်ထွန်းမန္တလေးဆရာတက်တင်တိတ်ပံတက်တဲ့အချိန်ကြတော့ခေတ်ကတော်တော်ကိုပြောင်းသွားပြီ။အားကစားလုပ်တဲ့မိန်းကလေးတွေအားလုံးဘောင်းမီတို့ဝတ်ကုန်ကြပြီ။ဒီကိစ္စတွေကဘာမှမဆန်းတော့ဘူးမဟုတ်လား။ဟဲအဲ့ဒီအကြောင်းတွေကိုရင်ရင်များကကျော်ထွန်းစီရေးတဲ့စာထဲမှာထည့်ရေးလိုက်တယ်။သူကိုယ်တိုင်လည်းဗတ်စုံလှုပ်ရှားမှုတွေမှာပါရင်ဘောင်းမီတို့အချိန်ချင်းဝတ်ခဲ့ဘူးပြီဖြစ်တဲ့အကြောင်း။တချိန်ကကျော်ထွန်းကိုစိတ်ဆိုးပြီးရှက်ပြီးတိုင်တော်မိခဲ့တဲ့အတွက်ရေမိကြောင်း အခုလဲတပါးနဲ့တောင်းပန်လိုက်ပါကြောင်းဟိုအရင်ကလည်းစိတ်ဆိုးတာထက်ချက်ရမ်းရမ်းမိတာသာဖြစ်ပါကြောင်းမိတွန်းရောက်တွန်းတာကိုယုံမိလို့နောက်တစ်ချိန်ကြော်ထွန်းအိမ်လာပြီးတော့ကြော်ထွန်းနရင်အရိုက်ခံရလို့ရှောက်ချက်ချုပ်ယူရလောက်အောင်တွေးတွေဖြားကနေထွက်သွားလောက်အောင်ခံလိုက်ရတဲ့မြင်ကွင်းကိုသူတော်တော်နဲ့မေ့လို့မရတဲ့ကြောင်းဘာညာပေါ့လေဟာတာလေးတွေနှောပြီးတရင်တနည်းရေးလိုက်ချာရပါတကယ်တမ်းကျတော့ငွေတငယ်ချင်းတွေမဟုတ်လား ပြီးတော့အခုအချိန်မှာဆရာဆရာမတွေလည်းဖြစ်နေကြပြီလေပွင့်ပွင့်လင်းလင်းနဲ့ပြောရဲဆိုရဲကြပြီလေကြော်ထွန်းကလည်းချက်ချင်းဆိုသလိုပဲရင်ရင်မြစီစာပြန်လိုက်ပါလေသူရင်ရင်မြကိုဘယ်တော့မှစိတ်မဆိုးခဲ့ပါဘူးဆိုတဲ့အကြောင်းတငယ်ချင်းကိုနားလဲပါကြောင်းဘာညာပေါ့ဒီတော့ရင်ရင်မြစီကစာတစောင်ထက်ရောက်လာပြန်တယ်ကြော်ထွန်းသူ့ကိုစိတ်မဆိုးဘူးဆိုတာကိုမယုံကြောင်းဘာဖြစ်လို့လဲဆိုတော့ကြော်ထွန်းရေးတဲ့စာဟာအလွန်တိုနေတဲ့အတွက် စဉ်းစားစရာဖြစ်နေကြ။ကြော်ထုံးကလည်းသူစားချင်းချင်းရေးကျင်လာပါကြ။ဒါပေမဲ့ဘာရေးရမှန်းမသိ၍တိုးသွားတာဖြစ်ကြောင်းချက်ချင်းစာပြန်တာပဲ။အဲ့ဒီမှာရင်ရင်မြချီကစားချင်းချင်းတစောင်ရောက်လာပြန်တယ်။ကြော်ထုံးစားချင်းချင်းရေးမယ်ဆိုရင်အကြောင်းအရာမရှားပါကြ။ငယ်ငယ်ချင်းများ၁၄ငါးနှစ်ကျွဲနေကြတဲ့အချိန်တွေမှာဘာတွေလုပ်နေကြသလဲဘာအတွေ့အကြုံတွေတွေ့ခဲ့ကြသလဲဘယ်လောက်တိုးတက်လာခဲ့ကြသလဲစသဖြင့်ရေးနိုင်ကြောင် အကြံပေးရင် သူ့အဖြစ်အပျက်တော်တော်များများကိုထည့်ရေးလိုက်တယ်။ခတ်တာကကြော်ထုံတိတ်သိကျင်တဲ့ကိစ္စတွေကတစုံတစားမှာပါမလာဘူး။စာထဲမှာပါမလာပေမဲ့ကြော်ထုံသူ့ဟာသူတည်ထားတဲ့အကြောင်းတစ်ခုတော့ရှိတယ်။အဲ့ဒါကတော့ရင်ရင်မြတယောက်အိမ်အောင်မကြသေးဘူးဆိုတဲ့အကြောင်းပါပဲ။ရင်ရင်မြကိုသာပြောရတာပါ။ကြော်ထုံကိုယ်တိုင်က သူ့ဘဝသူ့အကြောင်းသူ့အတွေ့အကြုံကို စာချေကြီးရေးတဲ့အခါမှာလေသူ့အရှိရေး သူ့နှလုံးသားရဲ့အခြေအနေအခြေအနေတွေကိုထက်မရေးဖြစ်ပါဘူး။ရုပ်စွာဆုံးသူလည်းအခုအထိလူမျိုးကြီးဘဝပါပဲဆိုတာတော့ထက်မရေးလိုက်ပါဘူး။ကံကြီးကုန်းကိုကြော်ထုံးပြောင်းခဲ့ရင်တော့ရင်းရမြကအများကြီးကိုညီပါတယ်။ငယ်တငယ်ချင်းတယောက်အချိန်ကြာကြီးကွဲကွာနေပြီးမှပြန်ဆုံကြရတာဆိုတော့အတော်ကြီးကိုဝမ်းသာစရာပါပဲ။၃-၅ရက်နေတော့ကံကြီးကုန်းမှာကြော်ထုံးတော်တော်နေသားကြလာတယ်။ ရင်ရင်များကလည်းကြော်ထုံးကိုထူးခြားတဲ့စကားတခုစပြောတယ်။မိတူးတယောက်တူနာပြုဆရာမလို့ရင်ကရှင်ပြည်နယ်ဘက်ရောက်နေကြောင်းအပြိုကြီးဘဝနဲ့အယိုးထုတ်တော့မယ်လို့သူ့စီစာရေးကြောင်းကြော်ထုံးနဲ့ပတ်သက်လို့သူငငယ်ယူးယူးမိုက်မိုက်နဲ့ရောက်တွန်းမိခဲ့တာကိုဝန်ခံထားကြောင်းတသက်လုံးလဲယူးယုံမရဖြစ်ရကြောင်းမိတူးရေးတဲ့စာကလေးကိုပါထုတ်ပြတယ်။၆လလောက်နေတော့ ကြော်ထွန်းကယင်ရင်မြကိုမိဘဆောင်ရနဲ့တောင်းရန်လက်ထက်လိုကြောင်းကြောက်ကြောက်နဲ့ဖွင့်ပြီးခွင့်တောင်းတယ်။အဲ့ဒီတော့ယင်ရင်မြကကြော်ထွန်းလက်မောင်းကိုတရင်တနေထုရရင်ခွက်ထိုးခွက်လန်ရဲလိုက်တာ။ကြော်ထွန်းတော့အတော်လန့်သွားတဲ့။ကြော်ထွန်းလန့်သွားရင် မျက်နာကလည်းတိတိတသာပြတ်သွားတတ်တယ်လေ။ယင်ရင်မြကတငယ်ချင်းကြီးအကြောင်းကိုသိသိတာပေါ့။ဒါနဲ့ကြပြကြပြောလိုက်ရှာတဲ့။ကြော်ထွန်းကသာသဘောတူမယ်ဆိုရင် သူကပဲမိဘဆောင်ရောင်နဲ့တောင်းရန်လက်ထပ်ပေးရစီလို့15နှစ်လောက်အတွင်းလူမှုရေးပြောင်းလဲမှုတွေကမြန်နေတော့ကလျာမဂ္ဂဇင်းအမှတ်69စက်တင်ဘာ1990မင်္ဂလာပါခင်ဗျာစာရေးသူဆ iam အညိုရေးသားတော်အတိတ်တို့ဒီလဲဟောင်းချရမိတာလို့အမြင်ရတယ်ဝိတုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရစေခင်ဗျာအတိတ်တို့ဒီလဲဟောင်းချရမိတာ အမေတယောက်နဲ့စိတ်ညစ်ပါရဲ့မောင်ရဲ့အဲ့ရကနိုးပေမဲ့ရုံးပေးရန်မမထသေးပဲနှက်နေရသူ့မိမရဲ့ခတ်တိုးတိုးစကားကြောင့်ခေါင်းထောင်သွားသည်ဘာဖြစ်လို့လဲမိမရဲ့ဖျားပန်းတွေဝဲလာတယ်တဲ့ကျူးလက်ပန်းတွေလေအခက်တခက်ကိုဈေးကြည့်သေးပြီးပန်းကြတော့ပွင့်အာပြီးကြွေးကြတော့မယ်ရှောက်ရက်ကလည်းနွမ်းဖက်နေရပဲစိတ်ညစ်တယ်ဩမိမရဲ့ဘာများဖြစ်တာလဲလို့တခါတခါရောင်းမဝင်မဖြစ်တာနေမှာပေါ့ အဲ့လိုမဖြစ်စေချင်တော့ပါမောင်ရင် မောင်ကိုတာကို့မှာပြောပြတာအမေအဲ့ဒါလိုဖြစ်နေတာကြာပြီဘာလို့လို့စိတ်ထဲကမပါတာလားတခုခုဖြစ်နေတာလားမသိဘူးဟိုတကားကလည်းဝတ်သားဝင်လာတာဝတ်သူသားဖြစ်နေတော့အနှံ့နဲ့နေချက်နေရင်ခေါင်းတွေကြိုက်လာလို့တုံပြစ်လိုက်ရတယ်လေနုငယ်တို့ကလာခါသာဝန်ထမ်းသမားတွေလေတလတလအလျင်မီအောင်တုံးဆွဲနေရတာအခုဆိုရကြကြထားရမဖရာပန်ထပ်ဝယ်ရတော့မှာပေါ့ အဲ့ဒါနေလွင့်တာပေါ့ဘယ်ထရှင့်အကိုရောက်နေတယ်နှုတ်ငယ်အိယာတွေတိမ့်လာအောင်မိမဖြစ်သူရဲ့အပြောကလည်းမှန်နေသဖြင့်သူ့ဘာမှဆောရကတက်မနေတော့မျက်နှာတည့်ရန်အိယာမှာထားပြီးနောက်ပြေးကိုထွက်လာတော့အမေကသူ့ကိုပြုံးရွှင်စွာဖြင့်ဒါမျက်နှာတည့်မင်းအကိုကြီးလည်းအိမ်ရှိမှရောက်နေတယ်အမေထမင်းကြော်ထားတယ်ငငယ်ကသားတို့ကြိုက်တယ်လို့ဆနှင်းလေးဝါဝါလေးနဲ့လေအမေနှွှေးထားလိုက်မယ်နော် အမေကိုကောင်းချင်းပြရင်မျက်နှာမြန်မြန်တက်ခါထမင်းစပွဲမှာထိုင်တော့အမေကအငွေတထောင်တောင်းထားနေတော့ထမင်းကျော်ကိုမနီတူကြောက်ကြော်ကလေးနဲ့တွဲကာလာရှပေးသည်။စားနေနေပြီဖြစ်တော့အကိုကြီးနဲ့အမေကိုပြုံးပြကသူတစုံခတ်စားလိုက်တော့စနွေးနဲ့မပြောက်သေးတော့ခန့်ကန်ကန်ထမင်းကျော်ကသူ့ကိုစိတ်ညစ်သွားစေသည်။ကျိတ်မိတ်မျိုးချရင်အမေကိုကြည့်လိုက်တော့အမေမျက်နာကတားပြစ်သူ စားကောင်းမကောင်းကိုအကဲခတ်ဟန်ဖြင့် ကောင်းရင်လားတား ဘာလို့သိလဲမလိုပါဘူးအမေရဲ့အမေလက်ရာကဟိုအရင်ကအတိုင်းပဲစားကောင်းနေကြပဲသူမဖြေခင် အကိုကြီးကအရင်ဖြေသည် အကိုကြီးရဲ့မျက်နှာကို သူတန်းတော်ကြီးမိသည်အသက်80အရွယ်အမေမျက်နှာကပီတိတဝေဝေဖြင့်ပြုံးချင်စွာပေါ့သူကတော့ဆမစားလို့ဒါကြောင့်ကော်ပီခွက်ကိုယူတော့ခါအမေအလက်ရှောင်းနေမိတော်သည် အမေကလည်းတော့ဆော့ဆော့စီစီတတိထားမှာပေါ့အမေရဲ့ စိတ်တွေညှင်းလိုက်တာမိမဖြစ်သူရဲ့အတန်ကြောင့်သူပက်လက်ကလေးထိုင်မှာထိုင်ပြီး စာဖတ်နေရကနားဆွေးနိုင်မိသည်မိမရဲ့ခတ်တိုးတိုးရေရွတ်တံကိုကြားတော့လဲအမေအတန်ကိုမကြားရတာမို့သူထိုင်နေရကအသာထကမိဖို့ကြောင့်ပဲသွားကြည့်တော့ထမင်းစပွဲမှာထမင်းကြိုက်ထည့်နေတော့မိမကသူ့ကိုတစ်ချက်ကြည့်ရင်မောင်ရင်ရုံသွားကနေမှအလောက်ပေါ်ပြီအမေလေးတင်စားသွားရင်လမ်းမှာထွက်ကြလို့ တမင်းဖြစ်သူအီအီကအမေရှိတော့ကိုရေးဆေးပေးနေတော့လေမျက်နှာကမကျေနပ်သလိုပါဇက်ကလည်းပွားစီပွားစီပြောနေတာကြောင့်သူ့အခန်းထဲကနေထမင်းတထဲယူက အမေကိုလှမ်းပေးလိုက်သည်သူ့ကိုမြင်တော့အီအီကဘာမှဆက်မပြောတော့အိမ်နောက်ပြီးအိမ်ပေါ်ဝမှာရက်နေတော့အမေကသူ့မျက်နှာကိုအားနာစွာကြည့်နေတဲ့ဖြင့်အမေဘလို့ဖြစ်တာလဲခလေးမဟုတ်တန်ငယ်မဟုတ် ထွက်ကြရတယ်လို့အမေလည်းအိမ်သားကိုအမြန်သွားတာပဲတားရဲ့ ဘလို့ဖြစ်သွားလဲမသိပါဘူးအမေအတန်ကခတ်တိုးတိုးရှိလာသည်ချွေးမကို အားနာစေတားဖြစ်သူကိုရှက်တော့စိတ်ကြောင့်မျက်နာကခတ်နေလီသူဘာမှဆက်မပြောတော့အိမ်ရှိမှယောဂလာကြိုတော့ဖယ်ရီရောက်လာတဲ့ဖြင့်စကားစဖြတ်ကသူနဲ့တပါးနဲ့ယူတရားရှိတာကိုဒီကိုယူပြီးယောဂအပေါ်တက်ထိုင်လိုက်သည်ခဏနေမှမိမဖြစ်သူကတုတ်တုတ်ပြပြနဲ့ကားပေါ်တက်လာသည်ဒီနေ့မမနုနောက်ကြတယ်နော် စုစုကခပြုံးပြုံးစသည်နေတိုင်းနောက်ကြတဲ့စုရည်အိမ်ကရောက်ခမကြီးလဲဘာဖြစ်မှန်းကိုမသိဘူးအခုတလောစီးထွက်ကြဝမ်းထွက်ကြနဲ့အလောက်ကတင်မန်းမီပြန်လာရင်ကိုဆိုးမောင်တို့ကအိတ်ကလေးချတန်ခါလေးဖွင့်ပြီးနားနေတာ ကို့မာတာဖတ်ဒီဖတ်ဒီနဲ့သေးဆိုဝိရှောညနေစာချက်တိမ့်စေအားလုံးလဲပြီးရောအိတ်ချိန်ရောက်ပြီလေတနေ့တနေ့ဆိုတာဘလို့နေဝင်ပြီဘလို့နေထွက်သွားမှန်းတော့မသိတော့တာကြာပြီပေါ့ဆွဆွရေ မိမဖြစ်သူကိုလှမ်းကြည့်လိုက်သည်မိမကသူ့ကိုပြန်မကြည့်ပြောချင်ရာပြောလိုက်တော့စိတ်ပေါက်သွားဟန်ဖြင့်ကားပြတင်းပေါက်ကနေအဝေးကိုငေးကြည့်နေတာကိုတွေ့ရသည်စိုးမအောင်တပြင်းဖွားဖွားချာမိသည် အခုတလောအမေပုံစံကချူရှာတယ်လို့လူထင်ရသည်တခါတခါဟုတ်ရင်သူတို့ငငယ်ကအကြောင်းလေးတွေကို ပြန်၍တတိယကြည်နေတတ်ပြီ။လက်ရှိမှာထမင်းစားပြီးတလားကိုပင်မေ့နေတတ်ပြန်သည်။ကြာတော့မိမဖြစ်သူစီကနေအတန်တွေထက်လာတာကြောင့ အမေပုံကအားနာတယ်လို့နေရခန့်နေတယ်လို့ဖြစ်နေသည်ဟုသူခံစားရသည်။ရုံးဖေးရကြရင်တော့စေကံကလေးပါကလေးပြကြည့်ဖို့သူစိတ်ကူးလိုက်သည်။သို့တော်သူစိတ်ကူးလို့သည်စိတ်ကူးတာဖြစ်ပြီးလက်တွေ့မှာဘာမှဖြစ်မလာနိုင်ခဲ့။ဟိုတနေ့ကဆိုသူသားစားမဲ့ပကံနဲ့ရွှေပြုံသီးဟင်းတွေထည့်ပြီးနေထားလာ။ဒေးကနေမကြည်သီးစင်းကြော်လေးပုံပြီးဇွန်းတက် ရင်ွေးချတဲ့ခွက်အစင်းနဲ့ချထားတာ။လူငယ်ကဖျားပန်းနေနေလို့မတိလိုက်ဘူး။ အိမ်နာဖေးဝင်ကြည့်တော့မှတအိမ်လုံးပွားတာကျဲနေတာပဲအကိုကြီးရဲ့အမေဘာလုပ်နေလဲဆိုတော့မှဒါတားငယ်လေးအကြိုက်တဲ့ငငယ်ကသူအမြဲချက်ကျွေးရတယ်ချက်ပြီးအဲ့ဒါလို့နေဖက်ပြီးမှသူကစားတာတဲ့သူ့သားကတလုတ်စားပြီးငန်းလုံးလို့ဆိုပြီးဆက်မစားဘူးမိမဖြစ်သူရဲ့အပြောကိုအကိုကြီးကပြုံးကနားထောင်သည်ပြီးမှအမေဘက်ကိုကြည့်ပြီးအမေကဗတ်လိုက်တယ်သူ့သားကချက်ကျွေးတယ်တားကိုကြတော့အဲ့ဒါလို့မျိုးတစ်ခါမှမကြည့်ဘူး ကိုကြီးရဲ့စကားကြောင့်အမေလှုပ်လှုပ်ရှားရှားဖြစ်သွားသည်သူ့သားကိုအတော်ကလေးအားနာသွားဟန်ဖြစ်သွားတာကိုတွေ့ရသည်အမေသွားပြင်လိုက်မယ်အမေထိုင်ရာကထားတော့အကိုကြီးကလက်ကပြရင်သူတို့အိမ်မှာချက်ထားတာတွေကိုမစားကျင်ပါဘူးအမေဟာသားကအမေကိုယ်တိုင်ချက်ပြုတ်ပြီးကျွေးတာကိုစားကျင်တာအမေသားနဲ့အိမ်လိုက်ခဲ့နော် သားနဲ့တလက်နေပြီသားကိုငငယ်ကလို့ထမင်းနေပြီးကျွေးမယ်မဟုတ်လားကျွေးမှာပေါ့ အမေအတန်ကခြွင်လန်းလာသည်ကျွန်တော်အကိုကြီးဝင်းမောင်ရဲ့မျက်နှာကိုကြည့်မိသည်အကိုကမျက်စိတစ်ဖက်မိပြရင် အမေဘက်နဲ့ကအမေအမေအင်းကြီးတွေတွားอยู่လေတားကတော်ကြနေပြန်တော့မှာဟုတ်လားအေးအေးအေးအမေထိုင်ရမှခတ်တွတ်ထကဧကန်နဲ့ဝင်သွားမှာ အကိုကြီးကတုတ်ဖက်နေပြီအမေကိုအကိုခေါ်သွားလိုက်မယ်မင်းတို့လည်းဝန်တန်းတွေဆိုတော့ကတိလင်ဒနိုင်မှာပဲ။ အကိုလည်းတစ်ခေါက်တစ်ခါလာလာကြည့်ရတာခီးထောက်တယ်။အင်ကိုခေါ်ထားလိုက်တော့အားလုံးအဆင်ပြေတာပေါ့။အကိုလည်းကဆက်ရေးဆိုလို့အပြင်သွားကြရလဲတိတ်မလို့ဘူး။ခြံထဲမှာငါတပည့်ဖိုးကဲတို့မိသားစုရှိနေတော့အမေလည်းပြောမှာပါ။မိမမျက်နာကပြောသွားတယ်လို့ဝင်းနေနေဖြစ်သွားတာကို သူမြင်လိုက်ရသည်။သူလည်းစိတ်အေးသွားတာကြောင့်မခေါ်ပါနဲ့။ဘာညာပြောမနေတော့။ကြာရင်မိမနဲ့အမေကြားအဖိုးအထစ်ကလေးတွေရှိလာမယ်အရေးမှပြင်သွားသည်ဟုဆိုရပေမည်။ ခဏကြာတော့အမေအထုပ်ကလေးဆွဲကပြန်ထွက်လာသည်။ဒါပေမဲ့သူ့ဘက်ကိုတိတ်မကြည့်။စိုးမောင်အမေအနာကခါအမေလက်ကလေးကိုအသာရဆွဲယူပြီးအမေပါတဲ့ဘက်ကိုနမ်းတော့အမေမျက်ရည်ဝဲသည်။ကြမရည်ဂယုစာအမေစကားကဒီလောက်သာဒါပေမဲ့အမေမျက်လုံးတွေကတော့စကားတွေအများကြီးပြောနေတယ်လို့ပြီ။အိမ်တော်ကြားကလေးကသူ့ချစ်တော်သားစီမကြမကြလာနေရင်ကလေးဝေယဝိဆတွေကြောင့် စိတ်မချဘူးဟုဆိုကမပြန်တော့ပဲအတူတူနေတာမဟုတ်သူ့ကိုအမေဘလောက်ရှင်မှန်းသူအတည်ဆုံးပြီဒါပေမဲ့အမေကသူ့ကိုတိတ်မကြည့်တယ်လို့ခံစားရတော့လဲသူစိတ်မကောင်းပြန်ကန်နေကြတော့အကိုကြီးကပခုံးကိုဖက်ခါခတ်တူးတူးပြောသွားသည်မင်းအမေမြတ်တာနဲ့နေထားတဲ့ထမင်းကိုကြိတ်မိတ်စားတဲ့ငါညီအကိုကြီးမျက်နှာကိုကြည့်ပြီးသူဘာစကားမှမဆိုမီ ဒီလောက်ငန်းတဲ့ထမင်းကိုဘလို့စားရမလဲဟုသာစိတ်ထဲကစောရက်ကတမိသည်အကိုကြီးကလည်းသူတို့ကိုဘာတကားမှဆက်မပြောတော့အမေကသာအငှားကားပေါ်တင်းပြီးသူ့အိမ်ပြန်သွားသည်တော်ပါသည်ရဲ့ရှင့်ကိုယ်သာလာမခွန်ရင် ကျမလည်းဖုံးဆက်ပြောပြီးတော့မှာသူကလူလို့မပြည့်တနာမရှိဘူးအမေဒီလိုဖြစ်နေတာကြားလေလေကျမတို့နဲ့အစင်မပြေလေဖြစ်တော့မှာအဲ့ဒါလိုတော့လည်းမပြောပါနဲ့မိမရဲ့ အမေလည်းသူတောင်းဝန်ယူနိုင်တဲ့အချိန်ကအားလုံးလုပ်ပေးခဲ့တာပဲမဟုတ်လားအမလေးကိုမျိုးချေအမေကိုထိလို့ကိုမရပါလားကျမကအဖြစ်ပြောပြတာပါတော့ကျုံလဲရောက်ခမကို ရှီလူတေကလူပြုစုလာတာပဲကို့အမေတော်လုပ်ပေးခွင့်ရတာမဟုတ်ပါဘူးမိမဖြစ်သူကို ကြည့်ပြီးသူစိတ်ကြက်စွာခေါင်းရမ်းမိသည်သူနေမှာစပြီးအမေရောအကိုကြီးပါသူ့အိမ်ကိုတိတ်မလာတော့သူလည်းအမေစီကိုမရောက်ဖြစ်တော့ တခါတလေသွားကြတော့လျင်တော့တဏ္ဍခါကလေးတွေဖွေးနေအောင်လိန်ထားသောအမေကပြုံးပြုံးကြီးစုတွေပေးတယ်လို့ပျော်နေဟန်ကလည်းအတိုင်းသားပင် အကိုကြီးကတော့အမေစီမကြမကြလာဖို့တတိပေးချသည်အမေငဲမူပြနေသည်ဟုလည်းခတ်တိုးတိုးတရင်ပေးပေမယ်အစိုးရဝန်ထမ်းဖြစ်သူတို့မှအငဲမရောက်နိုင်ဒါပေမဲ့အမေကတော့သူ့လာခြင်းမလာခြင်းကိုစောင့်တိုင်းမနေတော့အဲ့ရတဲ့လဲနေရင် အုံနောက်သွေးကြောပြက်ကနှုတ်ဆက်သွားလီတော့သည်မျက်နှာပေါ်တပွဲပွဲနဲ့မတိမတာဆင်းသောအထီးတွေကြောင့်သူ့အိမ်ယာကလန့်လို့လာသည်မိုးကလည်းတဲလိုက်တာဟုတွေးရင်းပွင့်နေသောပြတင်းပေါက်ကိုတယောက်ယောက်များလာပိတ်မလားဟုမတိမတာမျှော်နေပေမဲ့တအိမ်လုံးဘာသာမှမကြရတာကြောင့်သူစိတ်ချော်လိုက်သည်ပြတင်းပေါက်တကားကို လေတိုးတန်နဲ့အတူမိုးကတရဆက်ပတ်လာတော့ကြောင့်သူ့အောက်ပိုင်းတစ်ခုလုံးဆူထိုင်းလို့လာတယ်လို့ အပေါ်သွားခြင်းစိတ်တွေလည်းထိမရအောင်ဖြစ်၍တားနေသည်မဖြစ်အဲ့ရလည်းစီးသွားလို့မဖြစ်အယခင်ဆူဆူထိုင်းထိုင်းနဲ့သူမနေနိုင်ဘသူကားမှလည်းတခုတ်တရလာလဲပေးမှာမဟုတ် ကိုစိုးမောင်အတင်းရှုပ်တီးထားသည့်ကြားမှာစီးကထိမရပဲထွက်ကြလာနေတော့သည်လေဖြတ်ထားသည်ဖြင့်ဝူဝဝဖြစ်နေသောသူ့အော်တန်ကမိုးတန့်တွင်ကြမှာပျောက်သွားလေသည်ဖြင့်စက်ပြီးကြိုးစားမနေတော့ န်းနဲ့စိတ်ကလှိုက်ခနဲတက်လာတယ်လို့မိမဖြစ်သူရဲ့မျက်နှာကိုလည်းပြေးမြင်မိသည်တဖန်တမီးဖြစ်သူအီအီရဲ့ညူစုတန်တမန်ဖြစ်သူရဲ့နေမဲငဆပြောတဲ့တွေကိုနားထဲပြန်ဝင်လာမိသည်အမေဝတ်တယ်လဲနေပါပြီ အမေရဲ့ဟုတ်စိတ်ကတွေးရင် အကိုကြီးမဆုံးခင်ပြောခဲ့တော့တကားကိုကြားကဝမ်းထဲကြောင့်ကိုမိတော့သည်ဒီတပြက်စီးကိုကြည့်ငါမြည်အစ်တဲ့တုံးကမင်းအိမ်ရှိခန်းမှာထားတယ် ကြားလာတော့အမွှေးတွေတုံးလာပြီးလဲလို့လည်းမကောင်းတော့ဘူးဒီတော့အိမ်နောက်ဘေးမှာလဲပြီးအိမ်ရှိအတွက်အစ်စ်ဝယ်တယ်အဲ့ဒီတပြက်စီလဲဟောင်းလာရင်မင်းနောက်ဖေးပို့အောင်မှာပဲနောက်အစ်စ်ဝင်အောင်မှာပဲအဲ့ဒီအစ်စ်ကလည်းတနေ့ကျဟောင်းလာအောင်မှာပဲတန်တရားဆိုတာလဲနေတာပါငါ့မြည်ဒါကြောင့်မင်းတို့တွေအမေအပေါ်နိုင်ထက်ဆင်းနေကြီးမပြောပါနဲ့ကွာမိပါဆိုတာ အစာထိုးစရာလည်းမရှိဘူးရှိနေတော့ကျေးဇူးဆက်ခွင့်ရတာ ဝအောင်ဆက်ကြပါကွာမင်းတို့တို့လေးလဲအိုကြနာကြအောင်ပါပဲတနေ့ကြရင်အစ်စ်မှန်သမျှအဟောင်းဖြစ်ကြရတာပါမင်းတရားရတတ်ပါကွာကျွန်တော်တရားလဲကြတရားတွေလဲရပါပြီအခုကြည့်ရင်တင်မင်းရဲ့ကျွန်တော်ကိုမြန်မြန်သာလာခေါ်ကြပါတော့အညိုဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြတဲ့ ညကောင်မောင်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညကောင်မောင်များအားလုံးကိုစိတ်နှပါချွင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ